ဒါတော့ဒီခြေစွမ်းနဲ့ယောပါလိဖိုင်နယ်ကိုဘယ်လိုသွားကံပါလဲလို့မေးယူရတော့မယ်ဂိမ်းမှုများဂိမ်းမှုကတော့ဒီခြေစွမ်းနဲ့ယောပါလိဖိုင်နယ်ကိုဘာသွားလုံးပါလဲမေးယူရတော့မှာပဲဖြစ်ပါတယ်ခြေစွမ်းကကရေတန်းတန်ဖို့နေနေတာကတပြားမှာတော့မတန်ပဲဖြစ်ချင်တိုင်းကိုဖြစ်နေတာပဲဖြစ်ပါတယ်ချန်ပီယံစိတ်ကူးနဲ့ဂျေယူနေတဲ့ဂိမ်းမှုတို့ဟာခြေစွမ်းမှာတော့တိတ်ထူးလာတယ်မဟုတ်ပဲရေထန်းခိုင်းရအောင်ရေပုံးမှုအကျွေးချင်မှာမဟုတ်ဘူးပဲဖြစ်ပါတယ်ဒီအားဒီမှာပုံမှန်မှုရုံးကန်နေရပြီးတိုင်ပတ်လို့ရိုင်းထွက်နေတဲ့ဂိမ်းမှုတို့ဟာညကစားခဲ့တဲ့ပွဲမှာဝင်းဆန်းကိုအိမ်ကွင်းမှာရှင်နေသွားခဲ့လိုက်ပါတယ် ခေဘူးတို့ဟာဂျာစီအသစ်ဝင်လာတဲ့ပွဲမှာမှရှုံးသွားတာမို့ဂျာစီအသစ်ကြီးနဲ့ရှုံးတဲ့တွေကိုပြီးနောက်ရသည်မှာရှုံးဝဲတွေဆက်နေအောင်တော့မှမြင်အောင်ပါသေးတယ်ဂျာစီအသစ်နဲ့အထာပီချစ်ချင်ပေမဲ့ဝက်ဆန်းကတက်ကြမ်းတာကိုပဲခံလိုက်ရပြီးတူးစီနဲ့ဘူးဒီတွေအတောက်လိုက်ထားသွားခဲ့ရတာပါ ရာသီစားကလေးကဘာဖြစ်တော့ဖြစ်ရှင်နေမှမသိအောင်ပုံကြောင်နေတဲ့ဂိမ်မှုတို့ဟာရာသီကုန်တဲ့အထိလည်းအပြေရှာမတွေ့ခဲ့ဘူးလို့ဆိုရတော့မှာဖြစ်ပါတယ်။တရားဒီမှာဂိမ်မှုတို့ဟာတိုက်စစ်ကလည်းဂုံမသွင်းတဲ့ခန်းကွင်းလည်းကလည်းအလုံးမဖြစ်ခန်းစစ်ကလည်းရောက်ဖာကျောက်တိုင်းနဲ့ကောင်းတဲ့အပိုင်းလေးတောင်ရှာချံပြောပေးစရာမရှိဘူးပဲဖြစ်ပါတယ်။ကံလီတိုင်းရှုံးဖြစ်နေပြီဘလို့ကံကံမနိုင်ဖြစ်နေတာဖြစ်ပါတယ်။အိမ်ကွင်းမှလည်းမနိုင်အဝေးကွင်းလည်းမနိုင်အသင်းကြီးလည်းမနိုင်အသင်းငယ်လည်းမနိုင်နိုင်ရမယ့်ပွဲလည်းမနိုင်ရှောင်းရမယ့်ပွဲလည်းမနိုင်နဲ့အနိုင်ဆိုတာအစောတော်လားတွေဆိုတာဖြစ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ရှုံးထွက်ပြဲပွဲတွေဆိုရင်တော့အသင်းသေးသေးလေးတွေရလဒ်ကောင်းတဲ့ထုံးစံတိုင်းရောပါလိမှာတော့ဖိုင်နယ်ရောက်နေပြီဖလားတွေဘာတွေထာမန်းနေတာဖြစ်ပါရင်ဒါပေမဲ့တွေ့ရမှာကလည်းလန်ဒန်ချက်ပါကြီးဆိုတော့လက်ရှိခြေနဲ့သွားကြရင်စင်မြင်ကြီးတို့စီကဒုတိယလူဘွဲတော်မပြောကောင်းမဆိုကောင်းယာသွားနိုင်ခြေရှိနေပါတယ်။ဒါပေမဲ့ချက်ပါကြီးတို့ကလည်းဟယ်ရီကိန်းဖလားရသွားတာကိုအားကြပြီးဖလားယူဖို့ကြိုးစားနေတာကြောင့်ဂိမ်းမှုတို့အတွက်လွယ်မှာမဟုတ်ပါဘူး။ဒါပြင်ဆွေအောင်မင်းကလည်းသူ့ဘော်ရာကြီးဂိမ်းဖလားရသွားတာကိုသူလည်းရဖို့ကြိုးစားလာတော့မှဖြစ်ပါရင် ဝယ်ဆန်းတဲ့ဘွဲကဂင်မှုရင်ခြေစွမ်းကအားရစရာတော့တစ်စမှမရှိပါဘူးတိုက်စစ်ကအမိုက်ပြင်းနေစေဖြစ်သလိုခန်းစစ်ကလည်းအမှန်ချင်းမရသေးပဲတလွဲတွေတုံးနေတာဖြစ်ပါရင်မပင်းစရာမှလည်းဂင်မှုတို့အောက်မှာတန်းဆင်းသွားတဲ့အသင်းတွေပဲရှိနေတော့တာဖြစ်ပါရင် ပွဲစားရင်ကချွဲထောင်အပြန်လန်တိုင်းစစ်စင်နေခဲ့ကြပြီးကိုသွင်းခွင့်နဲ့လည်းနှစ်သင်းစလုံးဖန်နေနိုင်ခဲ့ကြပါရင်ပွဲစားရင်လေးမိနစ်မှာဘရူနိုအေရီယာထက်ကနေအပြင်ကန်ခဲ့ပေမဲ့ငှက်ပြစ်သွားခဲ့ပါရင်ဝက်ဆန်တွေကလည်းတေကန်မော်ရီကနေဂိုးပေါက်ချင်းချောင်းမှုတွေလှူထားနိုင်ခဲ့တော့ပါပွဲချင်းရှင်းမိနစ်မှာအာမက်ရဲ့ချိုးဝင်ကန်သွင်းမှုကောင်းမွန်ခဲ့ပေမဲ့လာမဲရာမဲမဟုတ်တာကြောင့်ဂိုးတော့ဖြစ်မသွားခဲ့ပါဘူးဒီလိုနဲ့ပွဲစားချိန်မိနစ်အစိမ့်မှာတော့ဝက်ဆန်သင်းကိုရသွားခဲ့ပြီးဘင်ဆာကာရဲ့ချိုးဝင်မှုကိုတော့မက်ဆူးဆက်ကပိတ်သွင်းယူခဲ့တာဖြစ်ပါရင် ပွဲစားရင်34မိနစ်မှာအသင်းပေါ်မှာတင်ပေးတဲ့ဘောလုံးကို White Line ကအပိုင်ဘောလီကန်ခွင့်ရခဲ့ပေမဲ့အသုံးမချနိုင်ခဲ့ပါဘူး။ Prime မှာရှုံးနေနေခဲ့တဲ့ဂိမ်းမှုတို့ဟာဒုတိယပိုင်းမှာလည်းကစားပုံမထူးခြားလာခဲ့ပါဘူး။ပွဲစားရင်58မိနစ်မှာဆိုရင်ဒုတိယမြောက်ဥဆောင်ကိုထပ်ပေးလိုက်ရပြီးဘဝင်ကကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။အဲ့ကျပွဲစားခြင်းတွေမှာဂိမ်းမှုတို့ဟာဂိုးရဖို့ဂျိုးသားပန်းစားကစားတဲ့ဆိုပေမဲ့ဘလုံးမဂိုးပြန်မရခဲ့ပဲဂိုးပြန်အရှုံးနဲ့သာခြေနေလိုက်ရတာဖြစ်ပါရင် ကဲမလို့အောင်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိပွဲအစဉ်၈ပွဲအထိအနိုင်မရခဲ့တာလည်းဖြစ်ပါရင်ဒါအပြင်ဒီဟာဒီအိမ်ကွင်းရှုံးပွဲကလည်း၉ပွဲအထိရှိသွားခဲ့ပါပြီ။ကန်စရာပွဲကလည်းကြံနေသေးတာမို့ဂေမူတို့ထက်ရှုံးအောင်မယ်ဆိုတာမြင်အောင်ပါသေးတယ်။အကယ်၍ရိုးပါလိမ့်မှာဖလားမရပဲဒုတိယလိုဖြစ်သွားရင်တော့ဂေမူတို့ဟာစကောတင်ဖန်နီရဲ့အများသရွေးကတ်ထဲမှာအဖက်ဆင်မရအောင်ပက်လက်ရောစောက်ထိုးပါမျောရတော့မယ်ဆိုတာသိတာထင်ရှားမြင်သာနေပြီလေဖြစ်ပါရင်ဂေမူတို့အနေနဲ့လည်းနေချပါကြီးကိုကြော်ဖြတ်နိုင်မလား။ချပါကြီးကပဲတက်ခွာစီးသွားမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါရင် ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုတွေမှာလည်းအားကစားနေပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့် like ကြည့်ရှုကြဖို့အတွက်ဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page လေးကိုလည်း like and follow လေးမနေရသေးဘူးဆိုရင်နှိပ်သွားပေးကြဖို့တောင်းဆိုပါရစေခင်ဗျာအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေခင်ဗျာ